အလုတ်မှာအမြဲတမ်းအဆင်မပြေဖြစ်နေတာမျိုး လုတ်သမျှလည်းဘာမှထူးမလာဘူးလို့ခံစားနေရလားဒါဆိုရင်တခုခုတော့လွဲနေပြီဒီဗီဒီယိုလေးမှာ Beverly Jones ဆိုတဲ့စာရေးဆရာမရဲ့ Thin Light and Entrepreneur LIKE CEO စာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းခုနှစ်ပိုင်းနဲ့ဆွေးနွေးသွားပါမယ်ဒီစာအုပ်ကဘလို့စိတ်တက်နေဘဝကိုရှင်သန်ရမလဲဆိုတာကိုပြောပြထားပါတယ် ြောင်းလဲမှုကိုလက်ခံပြီးစွန့်ဦးတီထွင်သူစိတ်သက်ကိုမွေးမြူပါကေအရင်ဆုံးကိုယ့်ရဲ့အလောက်ကံကိုကိုယ်တိုင်ပဲတာဝန်ယူပါအရာရာကိုလက်ရောညီထွေဖြစ်အောင်စူးစမ်းတင်ယူရမယ်စွန့်ဦးတီထွင်သူတယောက်လိုစဉ်းစားပြီးအခွင့်အရေးတွေကိုဖတ်ဆုပ်ပါ ရောက်လာတဲ့ပြဿနာတွေကိုလည်းရေရဲဝံ့ဝံ့ရင်ဆိုင်ဖြေရှင်းရမယ်နော် ကိုယ့်ရဲ့အဖွဲ့အစည်းဒါမှမဟုတ်ကိုယ့်ရဲ့ client တွေအတွက်တံမိုးတွေဖန်တီးပေးဖို့အတိတ်ကထားပါ ဒါမှသာခင့်တဲ့အညီရှင်းတဲ့နိုင်မှာပါတခုခုဆိုပြောင်းလဲဖို့လည်းအမြဲစင်သစ်ဖြစ်နေရမယ် personal brand နဲ့ကိုယ်ရည်ကိုယ်သွေးကိုတိဆောက်ပါကိုယ်ပိုင်ပုံရိပ်ကိုဖန်တီးပါကိုယ့်ရဲ့ personal brand ကတခြားသူတွေကကိုယ့်ကိုဘယ်လိုမြင်လဲဆိုတာကို ပြသပေးတယ်။ဒါကိုတိဆောက်ဖို့ကိုယ့်ရဲ့အားသာချက်တွေကိုရှာဖွေပါ။ပြီးတော့ LinkedIn လို professional network တွေမှာကိုယ့်ရဲ့ online ပရေးစံကိုဂရုတစိုက်တိဆောက်ပါ။ အိတ်ဆဲကတပရဲဆန့်ဆိုတာကလည်းအရေးကြီးတယ်။ကိုယ့်ရဲ့ communication skill ကို တိုးတက်အောင်လုပ်ပါ။ယုံကြည်မှုအပြည့်နဲ့တည်တည်ငြိမ်ငြိမ်နေပါ။ကိုယ့်ရဲ့လုပ်ငန်းနဲ့ယာရုအတွက်တင့်တော်တဲ့ဝစားဆင်ရင်မှုပုံစံကိုလည်းဂရုစိုက်ပါ။ကိုယ့်ရဲ့ body language ကိုလည်းသတိထားသင့်တယ်။ဒီအချက်တွေကိုအမြဲပြုပြင်ပြောင်းလဲနေဖို့လိုအပ်ပါတယ်။ communication နဲ့ networking ကျွမ်းကျင်အောင်လုပ်ပါ။ communication skill ကိုအဓိကထားပါ တက်ကြွစွာနားထောင်ပါတခြားသူတွေကိုအာယုံစိုက်ပြီးစိတ်ဝင်စားကြောင်းပြတ်တာပါကိုယ့်ရဲ့အကြံဉာဏ်တွေကိုရှင်းရှင်းလင်းလင်းနဲ့တိုးတိုးတုတ်တုတ်ပြောပါပြောချင်တဲ့အကြောင်းအရာကိုနားထောင်သူနဲ့အခြေအနေပုံမူတည်ပြီးပြောဆိုပုံကိုပြောင်းလဲပါ network ကဲဆိုတာကလည်းမဖြစ်မနေလုပ်ရမယ်နော် ခိုင်မာတဲ့ professional network တစ်ခုကအကူအညီတွေအခွင့်အလမ်းတွေနဲ့တမိုးရှိတဲ့အကြံဉာဏ်တွေကိုပေးနိုင်တယ် industry event တွေတက်ပါ Professional Association တွေမှာပါဝင်ပါလုပ်ဖို့ကင်ဘတ်တွေမန်ဒါရီနဲ့ဆက်ဆံရေးတွေ တိစောက်ပါ ကိုယ့်ရဲ့ network ထဲကလူတွေကိုလိုအပ်တဲ့အကူအညီတွေပေးပါ တခုခုလိုအပ်မှသာဆက်သွယ်တာမျိုးမဟုတ်ပဲအမြဲတမ်းအဆက်အသွယ်ရှိနေသင့်ပါတယ် Self discipline ကိုတိစောက်ပြီး self trust ကိုထိန်းချုပ်ပါ self discipline ဆိုတာကအရင်ရေးကြည့်တဲ့စကေးပဲနော်ဒါကိုတိုးတက်အောင်လုပ်ဖို့အတွက်ရှင်းရှင်းလင်းလင်းနဲ့တိတိကျကျဂိုးတွေကိုချမှတ်ပါ ပြီးတော့ဂိုးတွေကိုအောင်မြအောင်လှုပ်ဆောင်ဖို့အရှင်းပါလန်တွေကိုရေးဆွဲပါကြီးမားတဲ့တက်စ်တွေကိုတင်းငယ်တဲ့အပိုင်းတွေခွဲပါကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအထောက်ပံ့ဖြစ်စေမဲ့ပုံမှန်လုပ်နေကြရတာတွေကိုဖန်တီးပါကိုကိုကိုတာဝန်ယူပြီးကိုယ်ပဲရောက်နေပြီလဲဆိုတာကိုစစ်ဆေးပါစာထရတ်ကိုထိထိရောက်ရောက်စီမံခန့်ခွဲပါ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါကျန်းမာရေးနဲ့ညီညွတ်တဲ့ lifestyle ကိုလည်းဂရုစိုက်ပါအလုံးနဲ့ကိုယ်ပိုင်ဘဝကြားထဲမှာနယ်နိမိတ်တွေတတ်မှတ်ပါ ဦးစားပေးရမယ့်အရာတွေကိုအရင်လုပ်ပါ မလုပ်နိုင်တဲ့အရာတွေကိုညှင်းဆက်မှုလဲသိယူပါ authority မရှိပဲကြီးဆောင်နိုင်ခြင်းနဲ့ပူပေါင်းဆောင်ရွက်ခြင်းယာရုမရှိလဲခေါင်းဆောင်မှုအရေးချင်းကိုပြတ်တက်နိုင်ပါတယ် project တွေနဲ့ test တွေကိုကိုယ်တိုင်ဦးဆောင်ပါလုပ်ဖို့ကင်ဘတ်တွေကိုအကူညီနဲ့လမ်းညွှန်မှုတွေပေးပါ အပြုသဘောဆောင်တဲ့ဩဇာလွှမ်းမိုးမှုရှိသူတယောက်ဖြစ်အောင်ကြိုးစားပါ တခြားသူတွေစီကအကြံဉာဏ်တွေကိုတက်တက်ကြွကြွရှာဖွေပါ မတူကွဲပြားတဲ့အမြင်တွေကိုလည်းတံမိုးထားပါတင်းတစ်ခုလုံးရဲ့ပတ်မိုးကူညီမှုတွေကိုအတိမတ်ပြုပါအစည်းအဝေးတွေကို ထိထိရောက်ရောက်လှုပ်ဆောင်ပါယုံကြည်မှုကိုတည်ဆောက်ပါဒီလိုစကေးတွေကိုတိုးတက်အောင်လုပ်ခြင်းအဖြစ် ကိုကယာတုမရှိရင်တောင်အဖွဲ့အစည်းထဲမှာတံမိုးရှိတဲ့တင်းပလီယာတယောက်ဖြစ်လာနိုင်ပါတယ်ကေရီယာမှာအခက်အခဲတွေကိုကျော်လွှားပြီးပြောင်းလဲခြင်းကိုလက်ခံပါ ကယ်ရီယာမှာစိတ်ပျက်စရာတွေကမလွဲမသွေကြုံတွေ့ရမှာပါဒါပေမဲ့အဲ့ဒီပုံမှာဘလို့တုံ့ပြန်လဲဆိုတာကအရေးကြီးတယ်အခက်ခဲတွေကိုတင်ယူရမယ့်အခွင့်အရေးတွေဖြစ်ပြောင်းလဲသတ်မှတ်ပါအမြဲတမ်းတိုးတက်ဖို့အတွက် group mindset ကိုထိန်းသိမ်းထားပါတုံ့ပြန်မှုတွေကိုရယူပြီးကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းကိုမြင့်တင်ဖို့အတွက်အဲ့ဒါတွေကိုအသုံးချပါစိန်ခေါ်မှုတွေကြုံလာတဲ့အခါကိုယ့်ကိုကူညီပံ့ပိုးပေးမဲ့ support network တစ်ခုကိုတည်ဆောက်ပါခင်းတဲ့အညီပြောင်းလဲတိုးတက်နေဖို့လိုတယ် Indesa Tree Trend တွေနဲ့ပတ်သက်ပြီးအမြဲတမ်းသတင်းချက်လက်တွေကိုတည်ထားပါ။အလုတ်လောက်ကိုင်းတဲ့နီလအစ်စ်တွေကိုလက်ခံဖို့အမြဲအစဉ်သင့်ဖြစ်နေရမယ်နော်။တီထွင်ဖန်တီးနိုင်စွမ်းကို မြင့်တင်ပြီးအလုတ်မှာစမ်းသစ်တီထွင်ပါ။တီထွင်ဖန်တီးနိုင်စွမ်းကို မွေးမြူပါ။ကဏ္ဍပေါင်းစုံမှာတီထွင်ဖန်တီးမှုတွေကိုတံမိုးထားကြပါလေ။ကိုယ့်ရဲ့ခီးရီးတင့်ကင်းကိုမြင့်တင်ဖို့အတွက် မတူကွဲပြားတဲ့အကြံဉာဏ်တွေနဲ့အတွေ့အကြုံတွေကို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 ထိတွေ့ခွင့်ပေးပါ။ brain ဆက်ထောင်းမေလောက်တာတွေကိုလေ့ကျင့်ပါစိတ်ကူးတွေကိုထုတ်ပေးနိုင်တဲ့နည်းလမ်းတွေကိုလည်းလေ့လာပါအကြံဉာဏ်တွေကိုစဉ်းစားဖို့အချိန်ပေးပါကြာရှုံးမှုကိုလည်းလက်ခံပါစမ်းသစ်တီထွင်မှုကို မြင့်တင်ပါခီးရေးတစ်ဖြစ်တဲ့ idea တွေကိုအကောင့်ထဲပို့ပြီးစမ်းသစ်တီထွင်မှုကိုမောင်းနှင်ဖို့အတွက်အားပေးကူညီတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပါအကောင့်ထဲပေါ်တဲ့အခါအတားအဆီးတွေကိုကြော်လွှားနိုင်မှုဆွဲရှိပါ။အမြဲတမ်းဖိဘက်တွေကိုရယူပြီးစမ်းသစ်တီထွင်မှုတွေကိုပြန်လည်သုံးသပ်ပါ။ ဒီဗီဒီယိုမှာကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အဓိကချက်တွေကိုပြန်ချုပ်ရမယ်ဆိုရင်ကိုကိုကို entrepreneur တယောက်လို့သဘောထားပြီး CEO တယောက်လို့လှုပ်ဆောင်ဖို့ပါပဲ။ဒါအပြင်ပြောင်းလဲမှုကိုလက်ခံဖို့ကိုယ့်ရဲ့ personal brand ကိုတည်ဆောက်ဖို့ communication နဲ့ networking ကိုကျွမ်းကျင်ဖို့ self discipline ကိုတည်ဆောက်ဖို့နဲ့ self trust ကိုစီမံခန့်ခွဲဖို့လည်းလိုအပ်ပါတယ်။အခက်အခဲတွေကိုကျော်လွှားပြီးတီထွင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ဖို့လည်းမမေ့ပါနဲ့။ အားလုံးပဲဒီဗီဒီယိုကနေအများကြီးသင်ယူနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်